အားလုံးမင်္ဂလာပါ Manchester United အသင်းကအခုတောက်လျှောက်ပြတ်မှတ်ထားနေတဲ့ Victor Gyokeres ရဲ့အပြောင်းရွှေ့မှာ Sporting Lisbon ကအစောပိုင်းသူတို့သဘောတူထားတဲ့ gentleman agreement ကိုကျော်ပြီးတော့ပိုလိုခြင်းနဲ့အတွက် Yokeres ကစိတ်ပြည့်လေရှိတယ်။ Euro 65တန်းတောင်းဆိုရမယ့်အစားမှာ Sporting က ပေါင်68တန်းယူရိုတန်း80ကျော်85တန်းတိလိုချင်တဲ့အတွက် United တို့ပါအခက်ခဲဖြစ်လာတယ်။ United ကသူ့ကိုစိတ်ဝင်စားစေဖြစ်တဲ့တစ်ဖက်မှာတော့သူတို့ဘက်က Osimhen ကိုလည်းတောက်လျှောက်ကြိုးပမ်းနေတဲ့မှာ Ryan Amwemu ရဲ့အပြောင်းရွှေ့ကိုပါအပြီးတက်ဖို့လုပ်နေတယ်။ Manchester United ကသူတို့အသင်းရဲ့တောင်ပံကစားမအလဟန်ဒိုဂါနာချိုတို့ပေါင်တန်း90တက်မလိုက်ပါတယ်။ဂါနာချိုကိုလိုချင်ရင်တန်း90တိပေးရမယ်လို့ကလပ်ဘက်ကတောင်းဆိုထားတယ်။ကလပ်အနေနဲ့အခုလောလောဆယ်မှာကစားမအထွက်တွေကိုဥတီလဲရှိပြီးတော့ကိုယ်တော်မအသိကိစ္စကိုလည်းသူတို့ဘက်ကစတင်ပြီးအိုနာနာကိုပါရောင်းချဖို့ပြင်ဆင်နေပါတယ်။